အားလုံးပဲမင်္ဂလာပါကျမတို့ဒီ FA1 recording financial transaction အကြောင်းကို sharing လုပ်နေတာအခု module 1လေးကိုလုပ်နေတာပေါ့နော် module 1မှာကျမတို့ topic 1 2 3ပြီးသွားပြီဒီနေ့ကျမတို့ဒီ topic 1 2ဒီနေ့ကခုတ်တင်နဲ့ပတ်သက်တဲ့ topic 4ကိုပြောမှာ topic 4လေးကိုမပြောခင်ဒီဘောက1 2 3ကဘာလေးရဲ့ဆိုတာပြန်ပြီးတော့တစ်ချက်နှွှေးကြည့်မယ်ပေါ့နော်ပထမအဆုံးသူက topic 1လေးမှာကြတော့ အဲဘိုကီဘီနဲ့အကောင့်နည်းနဲ့ပတ်သက်တဲ့ဟာလေးကိုသူက overview ခြုံပြီးတော့ပြောသွားပေးတယ်။ပြီးရင် sales and purchase ကဘာတွေလဲဆိုတာကို introduce လုပ်ထားပေးတယ်။အဲနောက်ပိုင်း data အကောင့်နည်း data နဲ့ computerized system တွေကိုအဲအသုံးပြုဖို့အတွက် အကောင့်နည်း system တွေသုံးမယ်ဆိုရင်အကောင့်နည်း system ကိုဘယ်လိုမျိုးသုံးရလဲ။အကောင့်နည်း system မသုံးမယ်ဆိုလို့ရှိရင်အကောင့်နည်း software တွေအသုံးပြုတဲ့အခါမှာအဲ desktop software သုံးမှာလား ငါ cloud software သုံးပါလားဆိုတော့ကိုယ်ကိုရွေးချယ်လို့ရအောင်လို့ကြွားချချက်ကလေးတွေကိုလည်းသူပြောပြထားပေးတယ်။ဟုတ်ပြီအဲ့လိုမျိုးတို့က accounting software တွေသုံးမယ်ဆိုလို့ရှိရင်တို့တွေမဖြစ်မနေအသုံးပြုရမယ့်အပိုင်းလေးကလည်းရှိလာပြန်ရောအဲ့ဒါကဘာလဲဆိုလို့ရှိရင် coding အပိုင်းအဲ့ဒီ coding နဲ့ပတ်သက်တာလေးကိုတို့တွေကဒီနေ့ topic 4အနေနဲ့ပြောမှာဖြစ်တယ်။ဟုတ်ပြီဒါဆိုရင် topic 4လေးကိုတွားရအောင်နော်။ ကဲဒီမှာ topic 4 topic 4ကဘာအကြောင်းရလဲဆိုလို့ရှင် coding နဲ့ပတ်သက်တာလေးကိုပြောမယ် coding ဆိုတာဘာလဲတဲ့ coding ဆိုတာ coding ဆိုတာတို့ကတို့ရဲ့ business transaction တွေကို business transaction တွေကို အထောက်အထားပြပေးတာကဘာတွေလဲဆိုလို့ရှင် financial documents တွေနဲ့တို့ကိုအထောက်အထားပြပေးမှာเนาะ evidence အနေနဲ့အထောက်အထားပြပေးမှာက cyber sarant နေသည် တို့ရဲ့ business transaction တွေနဲ့ က်ဆိုင်တဲ့အထောက်အထားတွေဖြစ်ပါတယ်။ဒါကြောင့်မလို့လုပ်ငန်းစတင်ကြတဲ့ကဆိုလို့ရှိရင်တို့ကတို့ရဲ့လုပ်ငန်းမှာနေ့စဉ်လုပ်ရတဲ့ multiple documents တွေကိုနေ့တိုင်းလုပ်ဆောင်နေရတယ်။ရုံးစတင်ဖွင့်ပြီးရုံးရောက်လို့ရုံးမှာစပြီးအလုပ်ချိန် run ပြီဆိုကြတဲ့ကဆာရွက်ဆာရန်နေရာတစ်ခုပြီးတစ်ခုရောက်လာပြီလေတို့ account ဆိုလို့ရှိရင်လည်း account department ကိုဆာရွက်ဆာရန်နေရောက်လာဌာနအလိုက်တို့အသုံးစရိတ်တွေဝင်ငွေတွေအကုန်ရှိတယ်။ transaction တွေအကုန်လုပ်ရပြီ။အဲ့ဒီဟာတွေကိုကျမတို့က ဘယ်လိုလုပ်ထားရမလဲဆိုလို့ရှိရင် should be well organized တဲ့တည်တည်ချာချာစုစုစည်းစည်းလုပ်ထားရမယ် using proper coding systems တဲ့တို့တင့်တော်တဲ့ coding system တွေကို အသုံးပြုပြီးတော့တို့ရဲ့စာရွက်စာတမ်းတွေကိုစုစည်းပြီးတော့ခွဲခွဲခြားထားရမယ်စုစုစည်းစည်းနဲ့တတ်တတ်မှတ်တဲ့သူ့အုပ်စုလိုက်သူ့အုပ်စုလိုက်ခွဲခြားစိတ်ပြထားရမယ်ဟုတ်ပြီ ဲ့လိုမျိုးခွဲခြားစိတ်ပြထားဖို့သူ့အုပ်စုလိုက်အုပ်စုလိုက်ထားဖို့ရာအတွက်ကြတော့ဘသူရဲ့အကူအညီလိုလဲဆိုကျွန်တော်တို့ကုတ်တင်ရဲ့အကူအညီလိုပြီးကုတ်နံပါတ်ရဲ့အကူအညီလိုပြီးဒါကြောင့်မလို့ကုတ်တင်အကြောင်းလေးကိုဒီမှာပြောမှာကုတ်တင်သည် process တွေကို assign လုပ်ပေးတယ်ဘယ်လိုလုပ်ပေးမှလဲဆိုလို့ unique group of numbers တို့မဟုတ် letters numbers နဲ့လုပ်ရင်လုပ်မယ်ဒါမှမဟုတ် letters တွေနဲ့လုပ်ရင်လုပ်မှာစာသားတွေနဲ့လည်းလုပ်ထားရင်လုပ်ထားမယ် unique group ဆိုတာ unit ဆိုတာဘာဖြစ်လဲ unit ဆိုတာနှစ်ခုမှရှိဘူးအတူမရှိဘူးလေ မတူတာတွေကိုပဲမတူအောင်ပဲလှုပ်ထားမှာနံပါတ်တစ်ခုတည်းရှိမယ်စာသားဆိုလို့ရှင်လဲဒီစာသားတစ်မျိုးတည်းပဲရှိမယ်အဲ့တော့အမျိုးတူရာတူရာပြန်စုမယ်ပေါ့ဒါကြောင့်မလို့ unique group လို့သတ်မှတ်ပြီးတော့တို့ရဲ့စာရွက်စာတမ်း account စရင်ဒါမှမဟုတ်တို့ရဲ့စာရွက်စာတမ်းကိုအဲ့လိုမျိုးမတူတဲ့ number တွေမတူတဲ့စာသားတွေနဲ့သတ်မှတ်ပြီးတော့အုပ်စုဖွဲ့ထားခြင်းကိုခုတင်လုပ်တယ်လို့ခေါ်တာဟုတ်ပြီဒါဆိုလို့ရှင် account code ကိုပြောမယ် အကောင့်ဂုတ်ကလည်းအဲ့လိုပဲ unit group ဖြစ်ပါတယ် numbers နဲ့တော့၎င်း letters နဲ့တော့၎င်းတို့အသုံးပြုပြီးတော့အဲဂုတ်နံပါတ်သတ်မှတ်ထားမယ်ပေါ့ဘာကြောင့်သတ်မှတ်ချင်တာလဲတို့ကတို့ရဲ့သက်ဆိုင်တဲ့ particular group သက်ဆိုင်ရာအုပ်စုတွေတဲကိုတို့စာရင်းတွေသွားမှာလေတို့ရဲ့စာရင်းတွေကိုသက်ဆိုင်ရာအုပ်စုလိုက်အုပ်စုလိုက်စုစည်းထားဖို့အတွက်တို့ကအကောင့်ဂုတ်တွေကိုအသုံးပြုမှာဖြစ်တယ်ဟုတ်ပြီဒါဆိုဒီမှာသူနမူနာလေးနဲ့ပြောပြထားတယ် business တွေက business ကခန္ဓာဆိုင် unit number number တွေကိုလည်းသတ်မှတ်ပေးတယ် number ကိုသတ်မှတ်ပေးမယ်ဘယ်အတွက်လဲဆိုလို့ရှိရင် is customer identify each or is customer customer တယောက်ချင်းစီကိုတို့ကရည်ညွှန်းမှုအတွက်လေ customer တယောက်ချင်းစီကိုရည်ညွှန်းမှုအတွက် unit number တွေတက်ပြီးတော့တို့သတ်မှတ်ထားမယ်ကုန်နံပါတ်တွေသတ်မှတ်ထားမယ်ပေါ့ဥပမာအားဖြင့် company xyz သည် customer တယောက်ဖြစ်တယ်ဘသူရဲ့ customer လဲဆိုရင်ဒီ company PQR ဆိုတဲ့ company ရဲ့ customer ဖြစ်တယ်ဒါကြောင့်မလို့ PQR ရဲ့စာအုပ်ထဲမှာသူ့ရဲ့ customer ဖြစ်တဲ့ XYZ ကိုဘယ်လိုမျိုးသတ်မှတ်ထားမလဲဆိုလို့ရှိရင်ကုတ်နံပါတ်သတ်မှတ်ထားမှာဒီ XYZ 1001ဆိုပြီးသူကကုတ်နံပါတ်သတ်မှတ်ထားမှာအဲ့လိုပဲတို့တွေလုပ်ငန်းခွင်နဲ့ရောက်တဲ့အခါကျလို့ရှိရင်လည်းတို့ရဲ့ supplier တွေ customer တွေရှိတယ်အဲ့ဒါကိုသူတို့တွေကိုသူတို့နဲ့သက်ဆိုင်တဲ့ ကိုအဆိုင်ချကျင်တယ်လို့ကိုရဲ့တို့မတို့သတ်မှတ်ထားတဲ့နံပါတ်တစ်ခုပေါ့အဲ့နံပါတ်တစ်ခုနဲ့တို့ကသတ်မှတ်ပြီးတော့မှ သူ့ရဲ့နံပါတ်လေးတွေကိုအဆိုင်ချထားမှဖြစ်တယ်နောက်တစ်ခုကတော့ account codes တွေကတဲ့ also use for each type of general ledger general ledger တွေကိုမှလည်းအဲ့ဒီ account code တွေတက်ပြီးတော့အသုံးပြုတယ်တဲ့ဥပမာအားဖြင့်ဒီမှာ ledger account တွေကို unit account code မတူတဲ့ account code တွေနဲ့ကျွန်တော်တို့သတ်မှတ်မှဖြစ်တယ် ဥပမာ GL2505 GL2505 ဒီဘသူကိုကျမတို့တက်မှတ်မလဲ trade receivable ledger account ကိုကျမတို့တက်မှတ်မယ်เนาะ trade receivable ledger ကိုကျမတို့ GL2505 နဲ့ကျမတို့တက်မှတ်ပေးလိုက်မယ်ကျမတို့ရဲ့ trade receivable ledger account ကဘယ်အုပ်စုလဲ current assets အုပ်စုလေး ဒါကြောင့်မလို့ current asset အုပ်စုဖြစ်တဲ့ trade receivable ledger အကောင့်ကို ကျမတို့ကုတ်တင်ကုတ်နံပါတ်တတ်မှတ်မယ်ဆိုရင် GL 2505လို့မျိုးအနေနဲ့တတ်မှတ်လို့ရတယ်။တကယ်လက်တွေ့မှာ2505ဖြစ်ချင်မှဖြစ်မှာနော်ဒါနမူနာမို့လို့နော်။ဟုတ်ပြီ။ဒါဆိုလို့ရှိရင်ဒီ coding system နဲ့ပတ်သက်တဲ့ဟာလေးတွေကိုဒီမှာ example သူပြောပြမယ်။လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းက သူတို့ဒီကုတ်နံပါတ်သူတို့ရဲ့ information တွေ documents တွေကိုကုတ်နံပါတ်တွေဘလို့တတ်မှတ်မလဲဆိုတာကိုသူတို့ကဆုံးဖြတ်ချက်ချမှာလေ financial transaction တိုင်းမှာသူတို့နဲ့တက်ဆိုင်တဲ့ unit code မတူတဲ့ unit code တွေရှိတယ်ဒီတစ်ခုကိုဒီကုတ်တစ်ခုနဲ့တတ်မှတ်ရင်နောက်တစ်မျိုးကိုလည်းတခြားကုတ်တစ်ခုနဲ့တတ်မှတ်မှာ unit code ဖြစ်ရမှာเนาะအကုန်လုံးကိုစုပေါင်းပြီးတော့ကုတ်တစ်ခုနဲ့တတ်မှတ်လို့မရဘူး unit code အနေနဲ့တတ်မှတ်ရမှာဟုတ်ပြီအဲ့လိုကုတ်တွေတတ်မှတ်တဲ့အခါကျရင်တဲ့သူကပထမအမျိုးအစားလေးက alphabetical code တဲ့ alphabetical ဆိုတာဘာလဲ alphabet တွေလေ A to Z A to Z အဲ့ဒီစလုံးတွေပါတဲ့ alphabet တွေပါတဲ့စလုံးတွေ ਨੇ တို့တွေတတ်မှတ်မှာဒါကြီးကဘာမှခောက်ဦးတော့ तू စာလို့ပြောနေဆိုတာရှုပ်ရှက်ခိုင်းတာတကယ်လက်တွေ့မှာဒါဘာမှမဟုတ်တဲ့ဟာလေးတွေဟုတ်ပြီ for example အနေနဲ့တို့ရဲ့လုပ်ငန်းမှာ Fumo shipping line ဆိုတော့နာမည်တစ်ခုရှိမယ်ပေါ့ customer တော့၎င်း supplier တော့၎င်းအဲ့ဟာကို တို့ကသူ့ကိုကုတ်နံပါတ်တစ်ခုနဲ့မှတ်မယ် alphabetical code နီးနဲ့မှတ်မယ်ဆိုလို့ရှိရင် alphabetical code တီ alphabet တွေကြီးရဲ့သုံးမှာဖြစ်တဲ့တို့ကြောင့်မလို့တို့ကဒီလိုမျိုးလေးသတ်မှတ်လို့ရတယ်တဲ့သူ့နံပါတ်လေးအတူောက်သုံးရင်သုံးပေါ့ FMSL ဆိုပြီးတော့အတူောက်လေးသုံးတာကိန်းကနဲ့မပါဘူး alphabetical မို့လို့နောက်တစ်ယောက် Grand Hanta Hospital ဆိုလို့ရှိရင်တို့ဘလို့သတ်မှတ်လို့ရလဲ GHH ဆိုပြီးတော့သတ်မှတ်လို့ရတယ်ကိန်းကနဲ့လုံးဝမပါဘူးเนาะ alphabetical code က ဟုတ်ပြီနောက်တစ်မျိုးကကြတော့ sequential numerical code sequential ဆိုတော့ဗါလဲအစင်းလိုက်လေကိန်းဂဏန်းတွေကိုအစင်းလိုက်သတ်မှတ်မှာအစင်းလိုက်သတ်မှတ်မှာ numerical code ဆိုတော့ကိန်းဂဏန်းတွေနဲ့အစင်းလိုက်သတ်မှတ်မှာဖြစ်တယ်အမှကြတော့ဗါတွေပါလဲ only numbers နော်ဒီမှာ only numbers numbers တွေပဲပါမှာ numerical code ဒီ will be sequential အစင်းလိုက်ဖြစ်ရမယ်နော်အစင်းလိုက်ဖြစ်နေရမယ်ဥပမာအပြည့်ဓမ္မစစောကပြောတဲ့ full moon shipping line ဆိုလို့ရှင်တို့က စာသားတွေမသုံးတော့ဘူး alphabet တွေမသုံးတော့ဘူးသူဒီဘာကြောင့်လဲ numerical ဖြစ်တဲ့အတွက်ကြောင့်မလို့ကိန်းကနံပဲသုံးတော့မှာ full moon shipping line ကို0001လို့တက်ချင်တက် grand hanta hospital ကို002လို့တက်ချင်တက်အဲ့လိုမျိုးတက်မယ်ကိန်းကနံသီးသန့်အသုံးပြုတဲ့ကုန်ရင်းကိုကြတော့ sequential numerical code လို့ခေါ်တယ် စာသားတွေကြီးပဲစလုံးတွေကြီးပဲ alphabet တွေကြီးပဲသုံးတဲ့ဟာကိုကြတော့ alphabetical code လို့ခေါ်တယ်เนาะဒါလေးက तू ကဘယ်ဟာကဘာလဲဆိုတော့ multiple choice တွေကြရင် तू မေးမှာလေ UA ကြရင်ကိုကယူရမှာဒါလေးနားလည်ထားမှာဖြစ်မှာဟုတ်ပြီ Okay နောက်တစ်ခုက alphanumeric တဲ့ alphabet နဲ့ numerical နဲ့ပေါင်းတော့မှာပေါင်းပြီဆိုတော့စာသားနဲ့ကိန်းဂဏန်းလေးတွေနဲ့တွဲပြီး code တွေတတ်မှတ်မယ် one or more letters စလုံးတွေတစ်လုံး လဲရတယ်တလုံးတက်ပို့ပြီးတော့တက်မှတ်လို့လဲရတယ်တို့ရဲ့ documents တွေဒါမှမဟုတ်တို့ရဲ့အမည်နာမတွေ customer name နဲ့ supplier name တွေကိုကိုကြိုက်တယ်လို့ခေါ်မှတ်ပြီးတော့တို့ကမှတ်ထားလို့ရတယ် follow buyer number သူ့နောက်မှာဗာလိုက်မလဲကိန်းဂဏန်းလေးတွေလိုက်မှာဒါကြောင့်မလို့ purchase ledger account ကို တို့တွေဒီမှတ်လို့ရတယ် PLD alphabet 001 the numerical နှစ်ခုပေါင်းလိုက်တော့ ever numeric ဆိုပြီးဖြစ်လာတာ အဲ့နှခုပါဝင်မှတ်လိုက်တဲ့ code ကိုကြတော့ ever numeric လို့ခေါ်တယ်။အဲ့လိုပဲ purchase ledger account ကို PL001 လို့မှတ်တယ်လို့ sales ledger account ကိုလည်း SL001 လို့မှတ်မယ်။ company တွေဆိုလို့ရှိရင်လည်း customer number အနေနဲ့ရှိရင်လည်း XYZ company ကို XYZ002 လို့မှတ်လို့ရတယ်။ဒါဒီနှခုပေါင်းထားတာ ever numeric ဖြစ်တယ်။နောက်တစ်ခုက first letter code ဖက်ဇယ်တဲ့ကုန်းကကျတော့ကျမတို့ကအုပ်စုအမျိုးအစားတူရာလေးတွေနဲ့ဆင်ပွားဆင်ပွားမှတ်တဲ့သဘောမျိုးပေါ့နော်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်ဒီမှာနမူနာအနေနဲ့ကြည့်ရင်ပိုသိတယ်သူက group line အုပ်စုလိုက်လဲခွဲတယ်အဲအုပ်စုလိုက်ပေါ့သူ့ရဲ့ industry အလိုက်လဲခွဲတယ်ပြီးရင် transaction အလိုက်လဲခွဲတယ်ဘယ်လိုမျိုးခွဲမလဲဆိုဒီနမူနာလေးကိုကြည့်ရင်ပိုရှင်းမယ်ကျမတို့က transportation နဲ့ပတ်သက်တဲ့ခေါင်းစဉ်အုပ်စု industry ပေါ့အဲ့ဟာဆိုလို့ရှိရင်ကျမတို့က ठी လို့မှတ်ထားလိုက် ကတ်တရင်းလို့ပြောလို့ရှင်စီလို့မှတ်ပြီဟုတ်ပြီအဲ့မှာမှကျမတို့ကဇယိတ်တွေအယောင်းနေရှိမယ် expenses ကို005လို့မှတ်ထားမယ် sales ကို009လို့မှတ်ထားမယ်အမှကြည့်ကတ်တရင်းနဲ့သက်ဆိုင်တဲ့အယောင်းဆိုလို့ရှိရင် c009 လို့သတ်မှတ်လို့ရတယ်ပြီးလားစင်ပွားလေးစနစ်နဲ့မှတ်ထားတာเนาะ c ဆိုတဲ့ကတ်တရင်းလဲပါတယ်အယောင်းပိုင်းကိုသိကျင်တော့009 ဒါဆိုကျွန်မတို့ဒီ catering ရဲ့အယောင်းကို catering ဆိုတာကျွန်မတို့ကအစားအသောက်နဲ့ပတ်သက်ပြီးဝန်ဆောင်မှုပေးတာအချို့ company တွေကသူတို့လုပ်ငန်းရဲ့အစားအသောက်ချင်းနဲ့ပတ်သက်ပြီးတော့သူတို့ company ကအဲ provide မလုပ်ပေးဘဲနဲ့အခြား company တခုကနေပြီးတော့အဲ service ယူပြီးတော့သူတို့လုပ်လိုက်တယ်အဲ့တော့တခြား company ကဒီအစားအသောက်နဲ့အဲ့ငှားလိုက်ငှားရမ်းလိုက်တဲ့ company ရဲ့ company နဲ့ပတ်သက်တဲ့အစားအသောက်ကိစ္စအဝါကိုအဲစီမံပေးတယ် provide လုပ်ပေးတယ်အဲ့ဒီ service ပေးတာက catering service လို့ခေါ်တာเนาะ ဟုတ်ပြီဒါဆိုတော့ဒီကက်တရီနဲ့ပတ်သက်တဲ့အယောင်းတွေအလုံးကိုသိချင်ရင်တို့ဘယ်လိုလုပ်ကြည့်မလဲ C009 ကိုခေါ်ကြည့်လိုက် C009 ဆိုတဲ့ကုတ်နံပါတ်ကိုခေါ်ကြည့်လိုက်အဲ့လိုမျိုးရမယ်နော်နောက်တစ်ခုကကြ transportation expenses transportation ကိုကျမတို့ဘယ်သူကိုသတ်မှတ်ခဲ့တာလဲထီလို့သတ်မှတ်ခဲ့တာ expenses က005ဆိုတော့ transportation expenses ဆိုလို့ရှိရင် T005 လို့ကုတ်နံပါတ်သတ်မှတ်လို့ရတယ်တဲ့ ါဆိုအဲ့လိုမျိုးအုပ်စုလိုက်လေးတွေခေါင်းစဉ်အလိုက်လေးတွေအဲဆင့်ပွားပြီးတော့မှတ်လိုက်တဲ့ဟာမျိုးကိုကျဖက်ဇက်တက်ကုတ်လို့ခေါ်တယ်။ရမယ်နော်။ဟုတ်ပြီ။ဒါဆိုဒီကုတ်လေးတွေပြန်ပြောမယ်ဆိုရင်ကျမတို့ကကုတ်တင် accounting software အသုံးပြုမယ် computerized accounting system ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့စရင်းစရာ transaction တွေ financial transaction တွေကိုမတမ်းမရမဖို့ရအတွက်ကုတ်တင်နေလိုလာပြီးကုတ်တင်နေတက်မှတ်ပေးရတော့မယ်။ အဲ့ဒီကုန်တီနေကိုတက်မှတ်တဲ့နေရာမှာအသုံးပြုလို့ရတဲ့နည်းလေးတွေက၄မျိုးလောက်ရှိတယ်။ပထမတစ်ခုက alphabetical code သူကကျတော့ alphabet တွေကိုကြီးပဲအသုံးပြုတာဂိန်းကနဲမပါဘူး။နောက် sequential numerical code ကျတော့ဂိန်းကနဲတီးတံပဲ number only only numbers number တီးတံပဲအသုံးပြုတာဖြစ်တယ်။ နောက်တစ်ခုကတော့ရောပြီးတော့သတ်မှတ်တာ alphabet ရော numeric ကိုပေါင်းပြီးတော့သတ်မှတ်မှာအဲ့ဒါကို alpha numeric လို့ခေါ်ပြီးတော့ first letter count ကကျတော့ तू ကအုပ်စု alike အမျိုးအစားလေးကိုစင်ပေါ်ခွဲပြီးတော့သတ်မှတ်တာကို first letter count လို့ခေါ်ပါတယ်ဒါကကုန်နံပါတ်ကိုလုပ်ငန်းထဲမှာကိုကကြိုက်တယ်လို့အဲကိုရဲ့ဆုံးဖြတ်ချက်ချထားတာပေါ့နော် management ကလည်းဆုံးဖြတ်ချထားကိုရဲ့ supervisor တွေကဆုံးဖြတ်ချက်ချထားတဲ့အတိုင်းအသုံးပြုရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုလို့ရှိရင် benefits of coding နဲ့ဒီ coding တွေအသုံးပြုခြင်းအပြင်ကျမတို့တွေကဘယ်လိုမျိုး benefits တွေရမလဲပထမအဆုံးအကျိုးရလက်လေးရပါလဲ time efficiency တဲ့အချိန်ကိုလုံလုံလောက်လောက်အသုံးပြုလို့ရတယ်ပေါ့အချိန်ကိုလုံလုံလောက်လောက်ဘယ်လိုအသုံးပြုလို့ရလဲဆိုရင်ဒီ coding တွေကိုသတ်မှတ်ခြင်းအပြင်ကျမတို့က process transaction တခုကို process လုပ်တဲ့နေရာမှာ transaction တခုကိုစာရင်းသွင်းလိုက်ပြီးပေါ့အဲ့မှာကြာချိန်ကနည်းနည်းပဲအသုံးပြုရတယ်ဘာဖြစ်လို့လဲကျမတို့က coding number တွေနဲ့ ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ short code တစ်ခုရိုက်လိုက်တယ်ဆိုတာဒီတို့ကစကလုံးအရှည်ကြီးစာသားအရှည်ကြီး business name တစ်ခုလုံးတစ်ချောင်းလုံးကိုရိုက်တာနဲ့စာရင် short code လေးရိုက်လိုက်တာကအချိန်ကုန်တတ်တာတာပေါ့အဲ့ဒါကိုပြောတာနောက်တစ်ခုက transaction classification transaction တွေကိုအုပ်စုအမျိုးအစားတွေခွဲနိုင်တယ်ဘယ်လိုခွဲမလဲဆိုတော့တို့က transaction တွေကိုအုပ်စုအမျိုးအစားခွဲလို့ရအဲဒီ code ကို ကုန်တွေတက်မှတ်လိုက်တယ်ဆိုတာကျမတို့ကဒီ transaction တွေကို classification လုပ်ချင်လို့အုပ်စုလိုက်အမျိုးအစားခွဲချင်လို့ကုန်တက်မှတ်ခြင်းအဖြစ်လဲအဲ့လိုမျိုးခွဲထားလို့ရတယ်တဲ့ဥပမာအဖြစ်ဒိုးတွေဒီ purchase paper and calculators စာရွက်တင်နဲ့ calculator ဝယ်ခဲ့တယ်ဆိုလို့ရှိရင်ဘယ်အုပ်စုမှာအုပ်စုဖွင့်ထားမလဲဆိုလို့ရှိရင် stationary item ဆိုတော့စာရေးကိရိယာအုပ်စုတွေကိုတို့ကထည့်ထားမှာဟုတ်လားအဲ့လိုအုပ်စုဖွဲ့ပြီးထည့်ထားဖို့လဲ ကိုတင်ရဲ့အကူအညီကလိုပြန်တယ်လေဒါကြောင့်မလို့ကိုတင်လေးသက်မှတ်ပေးခြင်းအပြင်ဒီလိုအကျိုးကျေးဇူးတွေရတယ်ပေါ့ transaction တွေကိုအုပ်စုခွဲထားလို့ရတယ် easily search stationery account goes to view the expense detail ဒီ stationery နဲ့ပတ်သက်တဲ့အသုံးစရိတ်အကုန်လုံးကိုသိကျင်တဲ့အသုံးစရိတ်ကြီးသူနဲ့ပတ်သက်တဲ့အသုံးစရိတ်ကိုသိကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီ stationery နဲ့သက်ဆိုင်တဲ့ account ကုတ်ကလေးကိုရိုက်ထည့်ပြီးတော့ရှာလိုက်တဲ့အခါမျိုးမှာလွယ်လွယ်ကူကူရှာဖွေနိုင်တယ်တဲ့ နော်ဒါသူ့ရဲ့အကျိုးကျေးဇူးတွေပြောပြပေးနေ။နောက် redemption errors အမားတွေကိုလည်းရှော့ချပေးနိုင်တယ်။အမားလောက်တာတွေယော့သွားမယ်ပေါ့ဒီကုတ်နံပါတ်လေးတွေရိုက်ထည့်ခြင်းအဖြစ်ဘယ်လိုမျိုးလဲဆိုရင်နမူနာအဖြစ်လုပ်ငန်းတွေကတို့အဖွဲ့အစည်းနဲ့ suppliers တွေကြားမှာလေ supplier တော်၎င်း customer တော်၎င်းကြားထဲမှာကျမတို့က similar names တွေရှိရလေဟုတ်လား Ryan လား Ryan လားအဲအဲ့လိုမျိုးလေးတွေရှိရလေအဲ့လိုမျိုးအတုံး ပြူတာလေးတွေကဆင်နူရိုးမားလေးတွေရှိတဲ့အခါမျိုးကြရင်ကျမတို့ကနာမည်စာသားယူတွေကိုမသုံးမနဲ့ဒိုးတွေတက်မှတ်ထားတဲ့ကုတ်လေးတွေနဲ့တက်မှတ်ခြင်းအပြင်အဲ့လို confuse ဖြစ်တာတွေကိုလည်းရှောင်ရှားနိုင်တယ်တဲ့အဲ့လိုမျိုးတက်မှတ်ပေးထားရဆိုလို့ရှိရင်တို့ရဲ့လုပ်ငန်းထဲမှာတို့ကဟိုတို့တို့အချင်းချင်းကြားမှာအတီးပြုတ်ဖို့ကြတော့အကောက်ကုတ်လေးရိုက်ထည့်လိုက်အောင်မယ်လေ ကျန်တာတွေအများကြီးရှာကြရမလို့တော့နာမည်နာမည်နာမည်ကဒါလားဟိုဟာလားဆိုစဉ်းစားနေကြရမလို့အကောင့်ကုတ်တာရိုက်ထည့်လိုက်သူနဲ့သက်ဆိုင်တဲ့အကောင့်ကုတ်တာရိုက်ထည့်လိုက်မှန်ကန်တဲ့သူနဲ့သက်ဆိုင်တဲ့နာမည်ကြလာမှာပေါ့နောက်တစ်ခုကကျတော့လေကြာအကောင့်တွေကိုလည်းအကောင့်ကုတ်တိုင်းအဲတစ်မျိုးစီတစ်မျိုးစီခွဲပြီးတော့သတ်မှတ်လို့ရပါတယ်ဥပမာအားဖြင့် expenses account ကိုကြာတော့တို့ရဲ့ general ledger ထဲမှာဆိုလို့ရှိရင် GL ဆိုတာ general ledger general ledger ထဲမှာတို့ကစရင်ခေါင်းစဉ်မျိုးစုံရှိတယ်။အဲ့ထဲမှာ expenses တွေလည်းရှိတယ်။ဇယိတ်ခေါင်းစဉ်တာဝင်ငွေခေါင်းစဉ်မှန်သမျှဇယိတ်ခေါင်းစဉ်မှန်သမျှတို့ရဲ့ general ledger ထဲမှာရှိတယ်။ဒါဆိုတော့တို့ကတို့ရဲ့ဇယိတ်ဇယိတ်တွေကိုကုတ်နံပါတ်သတ်မှတ်မယ်ဆိုရင်ဥပမာအပြင်ဘယ်လိုသတ်မှတ်လို့ရလဲ GL 5 အဲနောက်ကကိင္ကနံဘလဘလဘလကိုကြိုက်တဲ့ကိင္ကနံမို့အစင်လိုက်ပေါ့5001တော့၎င်း5002အဲ့လိုမျိုးအစင်လိုက်မှတ်တော့မှာလေဒါ expenses ဆိုလို့ရှိရင် GL5 ပေါ့နောက် asset ဆိုလို့ရှိရင်ဘာဖြစ်မလဲ asset ဆိုလို့ရှိရင် GL1 ဆိုပြီးတော့ကိုနှစ်သက်ရာကုန်နံပါတ်တွေကိုအဆိုင်ချပြီးတော့မှတ်ထားလို့ရတယ် နောက်တစ်ခုက coding system ကတဲ့ assign where reduce the likelihood of entering transition transition တွေရိုက်သွင်းထဲသွင်းသူစရင်ပို့လိုက်တဲ့ transition တွေကတဲ့ different nature မတူတဲ့နေရာတွေကိုပို့ဆောင်ပေးတာတွေကိုသူက short ချပေးမှာဘာဘာကြောက်လဲတူရတူရတွေပဲစူ위တို့စရင်သွင်းတဲ့အတွက်ကြောင့်မလို့မတူတဲ့နေရာတွေဥမာ stationary ဝယ်တယ် stationary code ကိုရိုက်တဲ့အိမ်မှာစရင်ထည့်တယ်ဆိုလို့ရှိရင် stationary ဒီ stationary တွေပဲဝင်သွားမှာ တခြားမီး allowance တို့ဘာလို့ညာတို့အဲ့လိုအစေးတဲ့ကိုတော့မဝင်တော့ဘူးတဲ့အဲ့လိုမျိုးအမားယုံနေလဲနင်းနိုင်တယ်လို့သူပြောတာနော်နောက်တစ်ခုကကျတော့ easy location of information နဲ့ information ကိုလွယ်လွယ်ကူကူရှာဖွေနိုင်တယ်အဲ့ဒီကိုယ့်ရဲ့ data အချက်လက်တွေစရင်ထည့်ထားတာဒီအမှန်ကန်တဲ့နေရာမှာရှိတဲ့အတွက်ကြောင့်မလို့တို့ကလွယ်လွယ်ကူကူရှာဖွေနိုင်မှာဖြစ်တယ်။ဟုတ်ပြီ။ cost တွေကတဲ့ can improve uh failing accuracy တိတိကျကျ သူကတင်းစေထားပေးတာ reduce the time it takes to search for particular transaction သက်ဆိုင်ရာ transaction တွေကိုရှာဖို့အတွက်သူကတူရတူရလေးတွေစုထားပေးတာလေမမှန်ကန်ကန်တိတိကျကျနဲ့သူကတင်းစေထားပေးတာဖြစ်တဲ့ကိုယ့်ရဲ့ transaction တွေဒါမှမဟုတ်အဲ documents တွေကိုဒီတို့ရဲ့စာရွက်စာတမ်းတစ်ခုကိုဆိုလို့ရှိရင်တို့ကတေးသေးချာချာလွယ်လွယ်ကူကူ တက်မှတ်လို့ရတယ်တက်မှတ်ပေးထားမယ်ဘာတွေနဲ့လဲဆိုလို့ရှိရင် documents number တွေကိုကြည့်လိုက်တာနဲ့တို့ရဲ့ documents ဒါမှမဟုတ်တို့ရဲ့ transaction ကိုလွယ်လွယ်ကူကူရှာဖွေနိုင်တယ် transaction တိုင်းကိုတို့တွေရိုက်ထည့်စရာမလိုဘူး transaction တကြောင်လိုက်ကြီးရိုက်ထည့်စရာမလိုပဲနဲ့ကိုကသူ့ရဲ့ကုန်နံပါတ်ကိုသိတယ်ဆိုတာနဲ့သူ့နဲ့သက်ဆိုင်တဲ့ကုန်နံပါတ်လေးကိုရိုက်ထည့်ပြီးရှာခြင်းအဖြစ်တို့ကလွယ်လွယ်ကူကူရှာဖွေတွေ့ရှိနိုင်တယ်။ဒါကြောင့်မလို့ကုဒင်သတ်မှတ်ပေးထားခြင်းဒီကုဒင်ကိုအသုံးပြုခြင်းဒီ ကျွန်တော်တို့ကိုဒီလိုမျိုးအကျိုးရလလေးရှိတယ်လို့သူပြောပြတာပထမဆုံးကပါလဲအချိန်ကိုလုံလုံလောက်လောက်အသုံးပြုလို့ရတယ်နောက်တစ်ခုက transaction တွေကိုအမျိုးအစားအုပ်စုခွဲပေးနိုင်တယ်နောက်တစ်ခုက error တွေကို short ချပေးနိုင်တယ်နောက်တစ်ခါတို့ရဲ့ transaction တွေ information data တွေဒီမှန်ကန်တဲ့ location နေရာမှာရှိနေတယ်ဆိုတော့အကျိုးရလလေးရှိပါတယ်တဲ့ဒီ coding ကိုအသုံးပြုခြင်းအဖြစ် နော်ဒါဆိုတော့ဒီနေ့က topic 4အနေနဲ့ module 1ရဲ့ topic 4 coding နဲ့ပတ်သက်တာလေးတွေကိုပြောပြပေးသွားတာဖြစ်တယ်အဲအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်နောက်ရကြရင်တော့ကျွန်တော်တို့ဒီ module 1ကလက်စတတ်မယ်ထင်တယ်ဒီ module 1တစ်ခုလုံးနဲ့သက်ဆိုင်တဲ့အဲ exam question လေးတွေကိုလေ့ကျင့်มาဖြစ်တယ်အခုဒီ topic 4အထိကိုနားလည်တဲ့လောက်လိုက်ပြီးတော့ကြည့်ထားပေါ့တော့ဒါတွေကိုနားထောင်ပြီးတော့နားထောင်ပြီးကိုကလိုက်ပြီးလေ့ကျင့် ကြည့်တယ်ဆိုလို့ရှိရင်ကိုကဒီသင်ခန်းစာဒီဘာသာရပ်ကိုကိုလိုက်နိုင်လားမလိုက်နိုင်လားကိုသိသွားတယ်အဲ့တော့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးကိုရေ တင်နှန်းအပ်တင်လားမအပ်တင်လားကိုဆုံးဖြတ်ချက်ချလို့ရတာပေါ့နော်တင်နှန်းကြီးတွေကလည်းအဲအခုအနေထားနဲ့ဆိုလို့ရှင်ဝင်ငွေရနည်းတယ်ထွက်ငွေရများတဲ့အခိုင်မျိုးကြတော့နည်းနည်းအခက်ခဲဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကဒါမျိုးလေးတွေနားထောင်နားထောင်ပြီးမှကိုနဲ့တင်ဒေါ်လာမတင်ဒေါ်လာဒီအတန်းကိုတက်တင်လားမတက်တင်လားဆုံးဖြတ်ချက်ချပြီးတော့တင်နှန်းနေအပ်ပါဆောင်းပွဲတွေဖြေဖို့လည်းလုပ်ပါဒီတိုင်းမနေပါနဲ့ဒီတိုင်းနေရင်ကိုတယောက်တည်းနောက်ကျကြံခဲ့မှာဘလို့နီးနေပဲဖြစ်ရွေ့နေဖို့ပဲလိုတယ် အနည်းဆုံးစာမေးပွဲတွေမဖြေနိုင်သေးရင်တောင်မှဒီစာတွေကကိုကောင်းထဲမှာရှိနေတယ်ဆိုလို့ရှိရင်အချိန်မရွေးအသုံးချလို့ရတယ်နော်ဟုတ်ပြီအဲဆိုကျေးဇူးအများကြီးတင်ပါတယ်နောက်ရကြလို့ရှိရင်ကျွန်တော်တို့ဒီ module 1နဲ့ပတ်သက်တဲ့ exam question တွေသွားမယ်နော်ဒီနားမှာပဲရက်လိုက်ပါတော့မယ်ကျေးဇူးတင်ပါတယ်